အခုဆိုတော့အနုပညာနဲ့ပတ်သက်လို့ရှိရင်အကုန်လုံးအကုန်လုံးကြိုက်တယ်အကုန်လုံးလောက်ရတာပေါ့နော်အဲ့လိုမျိုးဟိုပါပြောရင်ကိုကဝါနာပါတဲ့အတွက် အဲ့ကြောင့်မဟုတ်တော့တချင်းဆိုရလဲဝါဒနာပါတယ်။တရုပ်ဆောင်လာလဲဝါဒနာပါတယ်။အကောင်လုံးသဘောကျတယ်ဟုတ်။အာရှင်လဲရောမိမိရောအားပေးတဲ့ချစ်ပေးတဲ့လူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲချစ်တဲ့လူတွေရောမုန်းတဲ့လူတွေအားလုံးရောစိတ်ကြီးကျမ်းသာခြင်းကိုယ်ကြီးကျမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့မတ်ရှင်လဲကစတောင်းမြတ်တာပို့တာပေးပါတယ်ရှင်။လောက်ပါဘူး။ဆိုင်ရောက်တော့ကိုယ်ပဲဦးစီးနေရတာလေ။အကောင်လုံးအစားဆုံးအကောင်လုံးဦးစီးနေရ။ तू ကလှုပ်ချင်တယ်ပြောလို့လား။ကိုက ပေါ့နော်အဲ့လောက်လိုက်တာပဲရှိကြ။ तू ကဘာတခုမှလက်ကြည့်လို့မရအောင်အဲ့လိုမျိုးပြ။ဥပမာဇလန်တွေတွေဝင်နေရရုပ်ရှင်ကားကြီးဝင်နေရတဲ့အတွက်အဲ့လိုမျိုးကြောင့်မလို့ဘာမှတော့ तू လက်မကြည့်နိုင်အောင်။တိုင်ပင်မို့တော့မှမနေမစင်ကြမှာတခုခုတိုင်ပင်မယ်ဆိုရင်တော့မ तू နဲ့မနေပြောရတယ်အဲ့လိုမျိုး။စကားပြောဖို့တော့မလဲ။မိသားစုတင်တာတော့မှလောက်ရင်တော့မှကိုကနောက်ကျလိုက်ကိုကနောက်ကျလိုက်တယ်အဲ့လိုမျိုးဖြစ်နေတာ။တော့မိသားစုတော့မှစုံမမနေဖြစ်နေ။အဲ့လိုမျိုးအလုပ်ကိုစီဖြစ်နေကြတဲ့အချိန်မှာတော့လေ။ဟုတ်။ ဒီရာလေးကတော့အကုန်လုံးဘောနော်ဒါကိုခန့်ဘောနော်ကိုခန့်စီတူလို့လည်းဖိတ်ထားတယ်ပြီးတော့ဒီမှာမောင်လေးညီမလေးတွေလည်းဖိတ်ထားတာဗောနော်အဲဒါကြောင့်မို့အားလုံးအမှုပညာမမတွေပါဝင်တဲ့အတွက်တော့ပြုမှာအားပေးတော့ပါရှင့်ရှစ်ကားလေးမြန်မာဝတ်စုံလေးဆိုရင်ကိုကရန်တဘောကြရလေအဲ့လိုမျိုးလေးဆိုတော့တမှုထူးချမှာပါဟုတ်ဇလန်နံပါတ်လေးကလည်းထူးချရဆိုတော့ လက်ရှိမှာကိုရောဘာလို့လုပ်ဖြစ်လဲအာလက်ရှိမှာတော့အခုလောလောဆယ်ဒါဆိုင်ဘက်ကိုရောဦးစားပေးနေပါတော့အမှုပညာနဲ့ပတ်သက်ပြီးတော့မှဒီဇလန်တွေလေးပေါ့နော်ပါဝင်ဖို့အတွက်တော့ကလန်နာလေးတော့ရှိပါတယ်အဲ့အလေးလေးရှိတယ်နောက်တော့တချင်းစုပွဲလေးတွေပေါ့နော်အဲ့လိုမျိုးကလန်နာလေးလည်းရှိပါတယ်အဲ့အလေးတော့ရှိတယ်ပေါ့လောလောဆယ်ဟုတ်ဆိုင်ဆင်းနေပြေဆောင်တာနေရာပူအသက်နဲ့အနောက်ကုစလုံးအခုစလုံးအမှုပညာနဲ့ပတ်သက်လို့ရှိရင်အကုန်လုံးအကုန်လုံးကြိုက်တယ်အကုန်လုံး လောက်ရတာပေါ့နော်အဲ့လိုမျိုးဟိုပါပဲကိုကဝါဒနာပါတဲ့အတွက်အဲ့ကြောင့်မို့တချင်းဆိုရလဲဝါဒနာပါတယ်ဒီတရုပ်ဆောင်လာလဲဝါဒနာပါတယ်အကုန်လုံးသဘောကျတယ်ဟုတ်လောက်ရတယ်ဆိုင်ရောက်ကြတော့ကိုပဲဦးစီးနေရတာလေအကုန်လုံးအစားဆုံးအကုန်လုံးဦးစီးနေရသူကလှုပ်ချင်တယ်ပြောလို့တာကိုကပေါ်တော့အဲ့လိုလှုပ်လိုက်တာပဲရှိကြသူကဘာတခုမှလက်ကြည့်လို့မရအောင်အဲ့လိုမျိုးပြောဥပမာဇလန်တွေတွေဝင်နေရရုပ်ချင်ကားကြီးဝင်နေရတဲ့အတွက်အဲ့လိုမျိုးကြောင့်မလို့ဘာမှတော့သူလက်မကြည့်နိုင်အောင်တိုင်ပင်မို့တော့မှမနေ မစင်ကြမှာတခုခုတိုင်မယ်မယ်ဆိုရင်တော့မှသူနဲ့မနေပြောရတယ်အဲ့လိုမျိုးစကားပြောဖို့တော့မနေမိသားစုတင်တာတော့မှလောက်ရင်တော့မှကိုကနောက်ကျလိုက်ကိုကနောက်ကျလိုက်တယ်အဲ့လိုမျိုးဖြစ်နေတာเนาะမိသားစုတော့မှစုံဖို့မနေဖြစ်နေအဲ့လိုမျိုးအလုပ်ကိုစီဖြစ်နေကြတဲ့အချိန်မှာပါလေဟုတ်ဘာဖြစ်တာလဲဆိုတော့ပိစာဆဲလေးတွေအမှုတွေ့ရလို့ပြောတာပါဒါမသေးချောင်လို့ပေါ့เนาะ တေချောင်လို့ဒီဟိုတက်လာပိုင်းကြရင်တော့ပြန်စစ်မှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်မျိုးရိုးရှိရဲအခုတွေရလဲအဲ့လိုမျိုးလဲကင်ဆာနဲ့ဆုံးလာတာဆိုတော့လေအဲ့လိုမျိုးအတော်ဒီမှာလဲကင်ဆာရှိရပါတော့အဲ့လိုမျိုးလေးဖြစ်ထားမှုတွေချင်းတော့ဒါပေမဲ့အခုပြောမယ်ဆိုလို့ရှိရင်မျိုးရိုးနဲ့လည်းမဆိုင်တော့ကျွန်တော်ကြည့်ညာပါတော့တော်တော်များများအကုန်လုံးကပြောမယ်ဆိုဖြစ်နေကြတာအစားတော့အစားတော့တွေကြပါအဲ့လိုမျိုးပေါ့နော်တာရှိ ခံတဲ့ဟာတွေเนาะအဲ့ဒါတွေစားရတဲ့ချိန်ကတော့တော်တော်များများဒါမိသားစုမိသားစုတိုင်းမှာအခက်မတင်ဖြစ်ကြတာပဲလေမျိုးရိုးနဲ့မဆိုင်တော့ဘူးလို့ဖြစ်လာပဲဟုတ်အော်အဲ့လိုမှဒီမှာတော်တော်ဖြားသွားတယ်လေမြန်မာပြည်မှာတော်တော်ဖြားသွားဖြားသွားတဲ့ချိန်ကတော့သူတို့ကဒါကျမကြီးအတွက်ပြောမစဲအစတွေကလည်းစစ်ဖို့ရှိရဲအဲ့လိုမျိုးဆိုတော့သူခဏခဏအဲ့လိုမျိုးဖြစ်နေတော့နှလုံးတွေလည်းအရင်တုံတာတော့ကတော့အဲ့လိုမျိုးဖြစ်တဲ့ချိန်ညာပါလေဒီဘောအနုပညာနဲ့ပတ်သက်မှာသူအားဆိုင်ရတဲ့ချိန်ညာဒီနှလုံးတွေပါရဲ့အဲ့လိုခုံလာတယ်ပါပြီเนาะစိတ်အဆင်ပြေနေတာအဲ့ဒါတွေပဲသတ်စစ်မယ်ဆိုတော့သူကအဲ့ကိုရောက်တော့မှတစ်ခုလုံးစစ်လိုက်တာပေါ့ဟုတ် ရှင်လက်ရောမိမိရောအားပေးတဲ့ချစ်ပေးတဲ့လူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲချစ်တဲ့လူတွေရောမုန်းတဲ့လူတွေအားလုံးရောစိတ်ကြီးကျမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့မရှင်လက်ကစတော်မြတ်တာပို့တာပြပါတယ်ရှင်။ကျွန်တော်ကသက်ွယ်ရမ်းရကြိုက်တယ်။ကျွန်တော်ဟိုးလုံးနဲ့ငငယ်လေးတွေကအသက်73နှစ်ထဲကဒီသက်ွယ်ကိုမကြည့်ခဲ့တာပေါ့နော်။အဲဇပွဲမှာတချင်းတက်ဆိုရဲဆိုပြီးွားလို့ရှင်ပြန်ပြန်ပြီးကားပေါ်တက်ခါပြောတော့အဲ့လိုမျိုးနေဒီမှာဆိုလို့ရှင်တချင်းတက်ဆိုရဲဆိုပြီးွားလို့ရှင်ပြန်အဲ့လိုမျိုးနေပဲနေလာဇပွဲတော့ခါမှမကြည့်ဘူးဒါမဲ့ ဒီတောင်းကလာပွဲပေါ်တော့သူစကားတဲ့ပွဲကိုသွားကြည့်ရပထမဆုံးပွဲကိုသွားကြည့်ရကြည့်တဲ့အချိန်ကျတော့လည်းခင်သွားကြတယ်ခင်သွားကြတဲ့အချိန်ကျတော့လည်းအဲရိုက်ဖို့တချင်ရိုက်ဖို့ရှိတယ်ဒီလိုလေးပေါ်တော့အဲမကူညီပေးမလားဆိုတော့အဲရိုက်မယ်လေးမားတဲ့ကူညီပေးမယ်ဆိုရင်ရက်ပြစ်သွားတာဟုတ်အဲ့လိုပြီးတယ်အဲ့တော့ဟုတ်တယ်ကျွန်တော်တို့တစ်ခွက်လုံးပဲမိမိတို့လည်းပါတယ်ပြီးတော့ဟိုဟာရစာရစာနဲ့ခင်တာလေအဲဖြူရစာနိုင်တို့လာပြီးတို့အကုန်လုံးတစ်ခွက်လုံးရင်သူရဲ့ပထမဆုံးပွဲကိုကျွန်တော်တို့တစ်ခွက်လုံးသွားပြီးတော့မှအားပေးတာပေါ့နော်သွားကြည့်ရဟုတ်အဲ့လိုမျိုးနဲ့ခင်သွားတာအဲအဲ့ပွဲမှမသိရနော်ကျွန်တော်မသိဘူး ။ဘွဲ့ကြည့်ရင်ဘွဲ့ကြည့်နေဟောကြောက်ပါ။အော်အဲ့လိုမျိုးဆိုအဲ့သူတော်တော်ကြိုးစားတာပဲလို့သူပညာလို့ကိုမနော်သူစပြီးမှဒါကတဲ့အချိန်မှာသူသူ့မှာကြိုးစားနေရှာဘာလို့လဲဆိုတော့ကျွန်တော်တို့လည်းစိတ်စိတ်အတွေးကြုံကြီးရှိခဲ့တဲ့အချိန်ကတော့လေလူတယောက်ဒီကလကနောက်ကိုမှဘလောက်ကြိုးစားရတယ်လဲဆိုတော့ကျွန်တော်ကိုချင်းစားတယ်ကိုချင်းစားချင်သူတော်တော်ကြိုးစားတာပဲလို့သူ့ရဲ့ပထမဆုံးပွဲမှာကြိုးစားတာဆိုတော့အဲ့တော့သူ့ချီးကျူးမိတယ်ချီးကျူးမိရမလို့ကဲဒီတချင်လေးနဲ့တော့လောက်ဖို့ရှိရဆိုနိုင်မလားဆိုပြီးတော့မှအဲ့ဟောင်းလေးဒီတချင်ရိုက်ဖို့ရှိရအဲ့ဟောတော့ရိုက်ပြီးမလားဆိုရိုက်ပြီးမယ်ဆိုတော့မှအဲ့လိုဖြစ်သွားတာပါဟုတ် ခဲ့တော့ဘလူးမတ်တရားလေးရှိခဲ့ရှာလက်ခဲ့တော့လက်ခဲ့တော့ဗျာအဲမိုးရွာတယ်လေအများကြီးပဲမတ်တရားလေးအဲ့လိုဆိုဟုတ်ဖြစ်ကြရဲအဲ့လိုသူပုံပြီးအောင်အောင်မြင်လာကြတော့ဘယ်လိုမျိုးလေးပေါ့ဒါသူသူ့ရဲ့ကြိုးစားမှုကြီးရာထင်တယ်လို့ပြောလို့ရပါလားပြောလို့ရတာပေါ့သူကြိုးစားတယ်အဲတော့အခုလိုပေးတက်တယ်လည်းချစ်တယ်ဆိုတော့ဒါပြောမှဆိုလို့ရှိရင်သူကိုယ်တိုင်ကလည်းပြောမှဆိုအကုန်လုံးလေးအနုပညာမောင်မတွေအကုန်လုံးပဲဖြစ်ဖြစ်ပေးတက်ဝင်ပြီးသူကယူကြိုးတယ်ယူကြိုးတယ်အကုန်လုံးလေးစားဆက်ဆက်နေတဲ့အတွက်ဒါသူ့ရဲ့မေတ္တာရောင်းရဟက်ကြတယ်ပေါ့နော်အဲ့လိုမျိုးပဲဟုတ်အဲ့လိုမျိုးပေါ့ဟုတ် ်တိခဏနိုင်ဆုံးလဲဟိုဖြစ်တယ်နော်ကြည့်ရင်ဟုတ်ပါတော့ပြီးရမလို့မဟုတ်ရဟုတ်အဲ့လိုကြောင်းပါဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကျေးဇူးပါရှင်